ကိုအုပ်ချုပ်ထားတဲ့တိုင်းသူပြည်သားတွေအေးချမ်းအောင်ချမ်းသာအောင်ညီညွတ်အောင်မျှတအောင်စိတ်နှလုံးသားကကရုဏာမေတ္တာနဲ့အုပ်ချုပ်မှဘယင်းတိုင်းသူပြည်သားဆင်းရဲအောင်ဒုက္ခရောက်အောင်ကြံဆောင်နေတဲ့ပုံကိုယ်တွေဟာဘယင်းမဟုတ်ဘူးယန်သူဓမ္မတပုံခေါ်တဲ့ရှင်းမလားအဲ့တော့မင်းကောင်းမင်းမြတ်ဖြစ်ဖို့လိုအပ်မလိုအပ်ချားအဲ့ဒီဘိုင်း ကိုကိုမိသားစုမှလည်းဒီတိုင်းပဲမိသားစုရဲ့အရှင်သခင်ဆိုရင်ဒီမိသားစုကိုတာဝန်ယူထားသူဆိုရင်ဒီမိသားစုအပေါ်မှာမေတ္တာကရုဏာရှိရသီလသမာဓိပညာလက်ဆင့်ကမ်းနိုင်ဓမ္မမိသားစုရဲ့အရှင်သခင်အဆောင်ရောင်ကဒီကလားဒါမို့တက္ကသိုလ်ကြီးတွေဖွင့်တယ်မန္တလေးတက္ကသိုလ်ကြီးဖွင့်သွားခဲ့တဲ့ထူထောင်သွားခဲ့တဲ့ဆရာဦးကိုလေးပမောက္ခဒေါက်တာဦးကိုလေးပြောသွားတဲ့စကား ကောင်းတယ်ဒီတက္ကသိုလ်ကြီးဖွင့်တာလက်မှတ်ပေးဖို့ဖွင့်တာမဟုတ်ဘူးတဲ့ဘယ်လက်မှတ်ပေးဖို့တက္ကသိုလ်ဖွင့်ထားတာမဟုတ်ဘူးတဲ့တက္ကသိုလ်ကျောင်းကတက်တျောက်သင်ကြားသွားတဲ့ပုံကိုယ်တွေဟာအမြင်ကျေရသဘောထားကြည့်ရကိုကျင့်တရားပြည့်စုံရသီလသမာဓိပညာပြည့်စုံတဲ့အမျိုးကောင်းသားတွေမွေးထုတ်ဖို့တက္ကသိုလ်လုပ်တာတဲ့လောကအလယ်မှာခင်ဗျားတို့ပတ်ဝန်းကျင်မှာကျေးဇူး တမန်အာဇီဝနဲ့အသက်မွေးဝမ်းကြောင်းပြုတဲ့လူနဲ့မတမန်အာဇီဝနဲ့အသက်မွေးဝမ်းကြောင်းပြုတာဘယ်တင်းကများလဲကဲဒါပြတမန်အာဇီဝသမားတွေကချမ်းသာနေလားမတမန်အာဇီဝသမားတွေကချမ်းသာနေဘာ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 ဒါဆိုမတရားလုပ်တာချမ်းသာတယ်ပေါ့ပြန်မေးမယ် ရားသဖြင့်စီးပွားရှာတဲ့လူနဲ့မတရားသဖြင့်စီးပွားရှာတဲ့လူဘယ်သူကဘဝကိုအောင်မြင်နိုင်အောင်မြင်တဲ့လူလဲအဲ့တော့ငွေရှိတိုင်းချမ်းသာတယ်လို့ခေါ်မလားရာဓုရာတိုင်းချမ်းသာတယ်လို့ခေါ်မလားသွားအဲ့တမရမေးကြည့်လိုက်ဘယံမရာရလာတဲ့ရာဓုနဲ့ချမ်းသာရလားလို့မေးကြည့်လိုက်တကုံလုံးမီးတောင်းနေတာရှင်းလား သဘောပေါက်သလားဓမ္မမပါရင်ဘယ်ဘဝမှအောင်မြင်တယ်လို့ပြောလို့မှတ်ထားပါအဲ့တော့ကိုဘဝကိုတကယ်တည်ဆောက်ခြင်းရင်ဘာနဲ့တည်ဆောက်ဓမ္မနဲ့ညီအောင်တည်ဆောက်ဓမ္မမပါရင်အောင်မြင်တဲ့ဘဝလားချက်ဆုံးတဲ့ဘဝလားကောင်းပြီ